အတန်ကြီးတဲ့ဆူညံပြီးတော့ဒီလိုဒုက္ခတွေခံနေရတာစောစောအမြင်နဲ့အခုကြတော့လဲချောလို့လှလို့နတ်သားအသွင်ဖြစ်နေပါမေးတော့ तू ကဝိမာနိကပြိတ္တာဗိမာန်ရှိဗိမာန်ရှိနေဝင်သွားတာနဲ့တပြိုင်တည်း तू အကုသိုလ်ကဂုံသွားပြီးကုသိုလ်ကအကျိုးပေးတာနော်နေလယ်ပိုင်းမှာဆိုရင် तू အကုသိုလ်ခံရတယ်နေထွက်လာတာနဲ့ तू ရုပ်ကပြောင်းသွားနေဝင်သွားတာနဲ့ तू ရုပ်ကအကောင်းပဲပြန်ရောက်သွားပြန် အဲ့ဒီတော့အဲ့ဒီပြိတ္တာကယသိကြီးကိုမေးတယ်ရှင်သေးကြီးကျွန်ုပ်ကိုမမှတ်မိဘူးလားတဲ့အေးမမှတ်မိဘူးရှင်သေးကြီးဘယင်းဘဝတုန်းကကျွန်ုပ်ဟာရှင်သေးကြီးရဲ့ပရောဟိတ်ပုံနာကြီးပဲတဲ့ဟောအဲ့ကြတော့မှ तू ကသူ့ဆက်လန်းကိုပြန်ပေါ်ပြ तू ကပရောဟိတ်ပုံနာကြီးတရားရုံးမှာသူ့ကိုတရားဆုံးဖြတ်ဖို့ဘယင်းကြီးကယာရုခန့်ထားတာ အဲ့ဒီလိုရာထုခန့်ထားတဲ့ပရောဟိတ်ပုံနာကြီးကနေပိုင်းမှာဆိုလို့ရှိရင်တရားရေးမှလာရင်ဆိုင်တဲ့ပုံကိုယ်ကြီးပတ်စံပေးတဲ့လူငွေထိုးတဲ့လူသူကအနိုင်ပေးတယ်။ပတ်စံပေးနိုင်တဲ့လူကိုအနိုင်ပေးတယ်တရားဆုံးဖြတ်တယ်ဘယ်တော့မှမမှန်ကန်ကန်ဆုံးဖြတ်မပေးဘူး။အဲ့ဒီခေတ်ကစငွေများတရားနိုင်ဆိုတာအဲ့ဒါပတ်စံပေးရင်အနိုင်ပေးလိုက်တာပဲ။တစိုးလက်ဆောင်စားတဲ့ခေါ်တာပေါ့ပတ်စံပေးရင်အနိုင်ပေးလိုက်တယ် ဲ့ဒီလိုသူကတရားဆုံးဖြတ်ခဲ့တယ်တရားသူကြီးဖြစ်ခဲ့တယ်တဲ့ဘယင်ကြီးကသူနန်းတော်သူနန်းတော်သားတွေအဲ့ဒီယသိကြီးကဘယင်ကိုငကောဘယင်ကနေတောထွက်လာတော့ယသိဖြစ်နေတာအဲ့ဒီသူဘယင်ဘွားတော်ကသူနန်းတော်မှာရှိတဲ့လူတွေအားလုံးကိုဥပုသ်ဆောင်ခိုင်းတယ်ဥပုသ်နေကြတယ် အမတ်တွေဝန်ကြီးတွေအားလုံးဥပုသ်ဆောင်ခိုင်းနန်းတော်သူနန်းတော်သားတွေဥပုသ်ဆောင်ခိုင်းတယ်သူကိုယ်တိုင်လည်းဥပုသ်ဆောင်အဲ့ဒီနေ့ကျတော့ဘယင်ကြီးစီအခါသားရောက်လာတဲ့အခါကျတော့ဘယင်ကြီးကမေးတယ်အမတ်ကြီးတို့ဒီကနေ့ဥပုသ်နေ့ဥပုသ်ဆောင်ကြရဲ့လားလို့ဆိုကျန်တဲ့အမတ်ကြီးတွေကမှန်ပါဗျာတပည့်တို့ဥပုသ်ဆောင်ပါတယ်ဖခင်ကောအကုန်လုံးကဆောင်ပါတယ်ဆောင်ပါတယ်နဲ့ပဲတကယ်လဲဆောင်ရအဲ့ဒီပုံနာကြီးမေးလိုက်တဲ့အခါကျတော့ သူကတရားရုံးကဆင်းလာခဲ့ပြီလေမဟုတ်တာတွေလှုပ်ထားခဲ့ပြီသူကအဲ့တော့ညညနေအိမ်ကြံကနေဘီရင်ကြီးရှိလာတော့ဘီရင်ကြီးကဆရာကြီးရောဘယ်နဲ့တော့ဥပုသ်ဆောင်လာဆိုစောင့်ပါတယ်တဲ့သူကလေသူများတွေကစောင့်ပါတယ်ထဲမှာသူမစောင့်ပါဘူးလို့ပြောရမှရှက်တယ်လေသူကလေသူများတွေလှုပ်ရတဲ့နဲ့ကိုမလှုပ်ရင်ရှက်အဲ့တော့စောင့်ပါတယ်လို့ပြောဘီရင်စီကနေဆင်းလာကြတဲ့အခါကျဘီရင်ကြီးကိုသူလိန်ပြောလိုက်တာပဲ ဆင်းလာတဲ့အခါကျတော့ဘေးကအမတ်ကြီးတွေကဘယ်နဲ့လဲဆရာကြီးဥပုပ်လည်းမယူပဲနဲ့ဘယ်နဲ့ကြောင့်ဥပုပ်ဆောင်တယ်လို့ပြောခဲ့တာတုံးဆိုတော့သူကဗာပြောတုံးဆိုတော့မနဲ့ကလည်းနေစာမစားဘူးတဲ့အာယုံစာမနဲ့စာပဲစားခဲ့တယ်မုန်းလွဲ့တဲ့အချိန်မစားသေးဘူးအိမ်ပြန်ရောက်ရင်ညစာမစားတော့ဘူးသွားတိုက်ပြီးရင်ဒီနေ့ကျတော့ဥပုပ်ယူလိုက်မယ်ပေါ့ညထက်ဝက်ဥပုပ်တော့ရသူပြောတဲ့အတိုင်းအဲ့ဒီနေ့ညသူဥပုပ်ဆောင်ချတယ် အိမ်ပြန်ထမင်းမစားတော့ဘူးအဲ့နေ့ဥပုသ်ဆောင်မယ်ဆိုပြီးတော့အဲ့နေ့အိမ်လည်းပြန်ရောက်ရောပါဇတ်တိဝါရီဆေးကြောပြီးသူကမစားတော့ဘူးညတာမစားဘဲနဲ့ဥပုသ်ဆောင်လိုက်အဲ့ဒါလေးကသူလုံးလိုက်တဲ့ကုသကံနောက်တစ်ခုကသူတရားရုံးမှာအမျိုးသမီးတယောက်ရောက်လာအရင်ရက်တွေမှာအမျိုးသမီးတယောက်ရောက်လာအဲ့ဒီအမျိုးသမီးက တရားကအဆုံးဖြတ်လို့မပြီးသေးဘူးဥပုံနေဖြစ်လို့အမျိုးသမီးကဥပုသ်ဆောင်အချိန်ကလည်းမမီဘူးထမင်းချိုင်ကလည်းပါမလားပါမလားတော့အမျိုးသမီးကလည်းဘလောက်စေရနာတရားတရားထက်တန်တဲ့အမျိုးသမီးလဲဆိုဥပုတ်တော့အဖြတ်မခံဘူးပေါ့ဒီနေ့တနေ့မစားရလို့မသေးဘူးဆိုပြီးတော့ခံရနေပါလေဆေးကြောပြီးတွားရပါလေတိုက်ပြီးတော့ဥပုသ်ဆောင်မယ်ပေါ့ မစားတော့ဘူးပေါ့မွန်လွဲတော့မယ်၁၂နှစ်ချွေဟိုဘက်မစားတော့ဘူးဆိုပြီးအမျိုးသမီးရဥပုတ်တိလာဆောက်တည်ထားတာအဲ့ဒါကိုတိလိုက်တဲ့ပုံသားကြီးကသူဥယျာဉ်ကနေပြီးတော့တရသီတခိုင်လာပြီးတော့ဥယျာဉ်မှုကလာပေးအဲ့ဒီတရသီခိုင်တဲ့ကတရသီကိုအဲ့ဒီအမျိုးသမီးကိုပေးလိုက်တယ်တဲ့ဟောဒီတရသီလေးစားပြီးတော့အိမ်ပြန်မမိဘူးဆိုရင်တရသီလေးစားပြီးဥပုတ်ဆောင်လိုက်ပါဘောဩဒါနကောင်းမှုလေးသူလှုပ်လိုက်တယ် ဘယင်ကြီးပြောထားတဲ့အတိုင်းညထက်ဝက်ကလေးညနေချမ်းအိမ်ပြန်တဲ့အခါမှာဥပုပ်လေးဆောက်တည်လိုက်ပြီးတော့ဥပုပ်ဆောင်လိုက်တယ်။အဲ့ဒါသူလုံးတဲ့ကုသိုလ်ပဲ။သူလုံးခဲ့တဲ့အကုသိုလ်တွေကဘာလို့ဆိုရင်နေ့ခါမှာတရားယုံထိုင်ပြီးတော့မတရားတဲ့အမှုတွေကိုဆုံးဖြတ်တယ်တဲ့။တစိုးလက်ဆောင်စားပြီးတော့ဆုံးဖြတ်တယ်။တသက်တာလုံးသူဒီလုံးလုံးသွားတာ။တနေ့ကျတော့ ကံကုံတော့တည်ဆုံးသွားတဲ့အခါကျတော့သူဘယ်သွားဖြစ်တုံးဆိုတရတိကိုဥပုပ်တဲ့အမျိုးသမီးကိုတရတိလူခဲ့သည့်အတွက်ကြောင့်ဟောဒီတရဥယျင်ကြီးထဲမှာသူလာပြီးတော့ပြိတ္တလာဖြစ်တယ်။ဒါတရတိလူခဲ့တဲ့ကုသိုလ်ကြောင့်ဟောဒီတရဥယျင်ကြီးကသူပိုင်တဲ့တရဥယျင်ကြီးဖြစ်လာ။ညဥပုပ်ဆောင်ခဲ့သည့်အတွက်ကြောင့်ညကြတဲ့အခါကျတော့သူကနတ်တာနတ်သားအသွင်နဲ့နတ်စည်းစိမ်ကိုခံစားရတယ်ဘုံမိမ့်မှန်ကြီးနဲ့တညာလုံး နေခါမှာတစိုးလက်ဆောင်စားပြီးတရားဆုံးပြတ်သည့်အတွက်ကြောင့်နေထွက်လာတာနဲ့တပြိုင်နက်ဗိမာန်ပေါ်မှာမနေနိုင်ဘူးဗိမာန်ပေါ်ကဆင်းလာတယ်ဆင်းလေလာလိုက်ရောသူ့ယုတ်ကြီးကထမင်းကြီးလောက်ဖြစ်သွားတယ်ယုတ်ကြီးကပြောင်းသွားပြောင်းသွားပြီးတော့ခန္ဓာကိုယ်ကမိဟုံဟုံတောက် လက်ထဲမှာလည်းပဲလက်သေးကြီးတွေကအရှိကြီးတွေဖြစ်လာတယ်အဲ့ဒါနဲ့သူကြောရုံကုန်သူထိုးခွာပြီးတော့စားနေရတယ်တနေကုန်အော်ဟစ်ရတယ်မနဲ့မိုးလင်းတဲ့အချိန်ကနေစားပြီးနေထွက်တဲ့အချိန်ကစားပြီးနေဝင်ထီအောင်ဒုက္ခခံကုသိုလ်နဲ့အကုသိုလ်ကိုရောလုထားခဲ့တဲ့အတွက်ကြောင့်အဲ့ဒီပြိတ္တာဟာအဲ့ဒီဒုက္ခကိုခံရတယ်ဆိုတာကိုယသိကြီးကသူပြောပြတယ်ယသိကြီးဟာတခြားမဟုတ်ဘူးသူတို့ရဲ့ဘုရင်မင်းတရားကြီးပဲ အဲ့ဒီယတိကြီးကိုပြောပြတဲ့အခါကျတော့ယတိကြီးကလည်းအော်ငါလဲတေသီစားလို့တဲ့တဏှာအလိုလိုက်ပြီးတော့ငါအခုဒီရောက်နေတယ်ဒီတဏှာကတိုးပွားလာလို့ရှိရင်ငါ့ကိုအပင်ငယ်ချမှာပဲလို့ဆိုပြီးတော့တဏှာရဲ့အလိုကိုငါမလိုက်တော့ဘူးလို့စိတ်ဆုံးဖြတ်တယ်ပြိတ္တာကြီးကသူ့ရဲ့ပရောဟိတ်ပုံနာကြီးဆိုတော့အရှင်မင်းကြီးအရှင်ယတိကြီးဒီမှာပဲသရင်သုံးပါ သူကတရသီးနဲ့လှူဒန်းထောက်ပံ့မှမယ်ဆိုမနေတော့ဘူးတဲ့ငါပြန်တော့မယ်ငါနေရငါပြန်တော့မယ်ဒီမှာဆက်မနေကြတော့ဘူးတံဝေကတွေရပြီတေကြီးကပြန်ညင်နေဆိုတော့အဲ့ဒီတိတ်တန်ကသူတကိုးနဲ့လိုက်ပြီးတော့ပို့ပေးလိုက်တယ်ပို့ပေးပြီးတော့တရသီးကိုလည်းအမြဲတမ်းပို့ပေးနေတယ်တဲ့ဒါအဲ့ဒီဇာလန်ကလေးတစ်ခုရှိငါးငါးဆယ်တယ်ကိန်ဆန္ဒဆိုတဲ့ဇာလန်အဲ့ဒီဇာလန်မှာကြည့်မယ်ဆိုလို့ရှိရင် အဖြူအမဲတွဲပြီးတော့လုတ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီကြိတ်တာဟာမာရောဆိုရင်ညစံနေခံနေခံညစံဆိုတဲ့ဘဝမျိုးပေါ့ညကြတော့ကောင်းကျိုးချမ်းသာကိုခံစားရတယ်နေခါကြတော့ငရဲခံရတယ်ဒုက္ခခံရတယ်အဲ့တော့လူဘဝမှာလည်းလူတွေလည်းကောင်းတာနဲ့ကြုံလိုက်ဆိုးတာနဲ့ကြုံလိုက်ဒုက္ခရောက်လိုက်ကြ ဒါအကုသိုလ်တွေအကျိုးပေးလဲကြုံတဲ့အခါကျတော့ဘာလို့လို့အဆင်မပြေဘူးဒုက္ခတွေရောက်တယ်ကုသိုလ်ကံအကျိုးပေးလဲပြုံတဲ့အခါကျတော့လုံးသမ ्या တွေအဆင်ပြေနေတယ်ဟောဒီလိုအဆင်ပြေပြေလိုက်မပြေလိုက်ဆိုတာကိုလူတွေကကြည့်ပြီးတော့ကံတရားအတိုင်းပဲပြောကြတာလေအဲ့တော့လုံးလာခဲ့တာကိုလုံးခဲ့တဲ့အတိတ်ကံတွေပဲအဲ့လိုအတိတ်ကံတွေဆိုတာကပြန်ပြောင်းလို့မရတော့ဘူးဒါမှန်တယ် ြီးခဲ့ပြီပြန်ကြောင်းလို့မရပေမဲ့လုံးလို့ရတာဘာရှိတော့စေပစ္စုပန်ကံအကောင်းအောင်လုပ်ဖို့လိုတယ်တာဝတ္တိထားဖို့လိုတယ်ပေါ့အခုလက်ရှိဘဝမှာအကုသိုလ်ကံတွေနည်းနိုင်တယ်များနည်းအောင်ကုသိုလ်ကံတွေများနိုင်တယ်များများအောင်ကိုယ်စိတ်ကိုပြုပြင်ဆောက်တည်ဖို့စိတ်ကလေးကိုဖြူစင်အောင်လုပ်ဖို့အမတန်မှအရေးကြီးတယ်ကံပြင်တဲ့နည်း ကံပြင်ရမယ့်နေရာဘာတော့ဆိုလို့ရှိရင်လူတိုင်းလူတိုင်းမကောင်းမှုအကုသို့လုံးမိတယ်ဆိုတော့ချင်းလေးတွေကြိုးလေးတွေကစပြီးတော့တတ်မိတယ်ဆိုတော့ပါဏာတိပါဒကံလုံးတယ်ဆိုတယ်အေးဒီနေ့ကနေစပြီးတော့ချင်းလေးတွေကြိုးလေးတွေပွက်စိတ်လေးတွေကစပြီးတော့ဘယ်ကောင်မှမတတ်တော့ပါဘူးအဲ့ဒီတတ်တဲ့ပါဏာတိပါဒအမှုဆိုတာမကောင်းဘူးများလာလို့ရှိရင်အပင်ငယ်ရဲကိုခြားရတယ် အပင်ငယ်ဖြစ်စေတဲ့အပင်ငယ်လွတ်လပ်လို့ရှင်လဲယောဂများတဲ့အသက်တိုတယ်လူကရောက်လာတဲ့လူတွေကြည့်လေငယ်ငယ်လေးတွေအဆေးကန်းသွားနေရတဲ့လူတွေရှိတာပဲငယ်လေးတွေကယောဂနဲ့နော်တချို့မြေပေါက်ဆာလေးနဲ့ကိုယောဂပါလာရှိတော့ဆိုအသက်ကြီးမှသွေးတို့တို့ဘာလို့ဖြစ်တယ်ဆိုတော့အခုငယ်ငယ်လေးနဲ့